ကိုဂျမ်ပါရတော့စာလံနံပါတ်59ဖြစ်ပါတယ်။အခန်းကြီး59ရှောလူစေလွတ်တော်သူတို့သည်ဒါဝိအသက်ကိုတတ်ခြင်းခံအင်ကိုဆုံးကြသောအခါဒါဝိဆက်ဆိုသောစာလံခန်းငယ်1မှ6အိုးအကျွန်ုပ်ဤဖျားယံသူတို့လက်မှအကျွန်ုပ်ကိုကယ်နှုတ်တော်မူပါအကျွန်ုပ်ကိုရံပဲ့ပြုသောသူ၏အပေါ်မှာအကျွန်ုပ်ကိုချီးမြှောက်တော်မူပါ ဒုစရကိုပြုသောသူတို့အထက်ကအကျွန်ုပ်ကိုနှုတ်ယူ၍အသက်ကိုတတ်လို့သောသူတို့လက်မှကယ်တင်တော်မူပါသူတို့သည်ကျွန်ုပ်အသက်ကိုတတ်လို့၍ချောင်းချီလျက်နေကြပါ၏အာချီသောသူတို့သည်အကျွန်ုပ်တစ်ဖက်၌စည်းဝေးကြပါ၏အိုထာဝရဖျားအကျွန်ုပ်မှားယွင်းသောကြောင့်မဟုတ်ပါအကျွန်ုပ်အပြစ်ကြောင့်မဟုတ်ပါအကျွန်ုပ်၌အပြစ်မရှိဘဲသူတို့သည်ပြေးလာ၍ပြင်းစင်ကြပါ၏အကျွန်ုပ်ကိုကူမခြင်းငှာ လိုတော်မူပါကြီးရှုတော်မူပါဤတွေလအမျိုး၏ဖျားသခင်ကောင်းကင်ဘုရားအရှင်ဖျားသခင်သာရဖျားသာသနာပလူအပေါင်းတို့ကို ဆုံးမခြင်းကနှိုးတော်မူပါဒူးစီအိုက်၌ကျင်လေသောသူစုံတယောက်ကိုမျှတနာတော်မူပါနှင့်သူတို့သည်ညာဥယျာ၌ပြန်လာ၍ခွေးဘာသာအတိုင်းမြည်လျက်မြို့ကိုလှည့်ပတ်ကြပါစေတော်ခန်းငယ်9မှ7 ထိုသူတို့သည်စောကားသောစကားကို ပြော၍သူတို့နှုတ်ခမ်းတွင်ဓာပါလျက်အဘယ်သူကြားလိမ့်မည်နည်းဟု ဆိုတတ်ကြပါ၏တို့ရတွင်အိုထာဝရဖျားကိုတော်သည်သူတို့ကို ပြုံးရယ်၍သာသနာပလူ အပေါင်းတို့ကိုကဲ့ရဲ့တော်မူမည်အိုအကျွန်ုပ်အစွမ်းတတ္တိကိုတော်ကို မျှော်လင့်ပါမည်ဘုရားသခင်သည်အကျွန်ုပ်ခိုလုံရာဖြစ်တော်မူ၏ယူနာရှင်ဘုရားသခင်သည်အကျွန်ုပ်ကိုကူမခြင်းငှာ ကြွလာတော်မူမည်ရန်သူတို့ကိုအကျွန်ုပ်ကြည့်ရှု၍အားရသောအခွင့်ရှိစေတော်မူမည်အကျွန်ုပ်တို့ကိုကွဲကားတော်မူသောဖျားရှင်သူတို့ကိုတတ်တော်မူမူပါနှင့်တန်လျင်ကျွန်ုပ်ဤလူတို့သည်တတိလစ်ကြပါလိမ့်မည်တကိုယ်တော်အားဖြင့်အရရက်ကွဲပြားစေ၍နှိမ်ချတော်မူပါအငယ်၁၂မှ၁၉သူတို့ပြောမိသော စကားဤဟုသောသူတို့နှုတ်၏အပြစ်ကြောင့် မိမိတို့မာနတွင်ကြောမိပါစေသောသူတို့ချိန်ဆသောစကနှင့်မှုသာစကကြောင်အမျက်တော်အဖျင်ပျောက်ပြ်စေတော်မူပါအကုစင်ပျော်ပြ်စေတော်မူပါဘုားသခင်သည်ယာကုအမျိုးမှဆက်၍မြေကြီးစွန်းတိုင်အောင်အုပ်ဆိုးတော်မူကြောင်းကို သူတို့သည်သိကြပါစေသောညာဥယျာ၌ပြန်လာ၍ခွေးပါသာအတိုင်းမြည်လျက်မြို့ကိုလှည့်ပတ်ကြပါစေသော အစာကိုရှာလျက်အရရတို့လေ၍မဝဘဲတညလုံးနေကြပါစေသောအကျွန်ုပ်မူကားတကိုးတော်ကိုတည်ခြင်းဆိုပါမည်နန်းနေရ၌ဂျူနာတော်ကိုရွှင်လန်းစွာတည်ခြင်းဆိုပါမည်အကြောင်းမူကားဘေးရောက်သောကာလ၌ကိုတော်သည်အကျွန်ုပ်ခိုးလုံရာဘေးလွရာ ဖြစ်တော်မူ၏အိုအကျွန်ုပ်အစွမ်းတတ္တိကိုတော်ကိုတည်ခြင်းဆိုပါမည်ဘုရားသခင်သည်ကျွန်ုပ်ခိုးလုံရာဖြစ်တော်မူ၏ အကျွန်ုပ်၌ဂုဏအရှင်ဘုရားသခင်ဖြစ်တော်မူ၏။ဟဲ့နောက်ချက်ပိုင်းမှာပြန်တွေ့ကြမယ်ဘပါ။